လူငယ်လေးကအဲ့လိုမေးလိုက်တော့ပညာရှိအဖိုးကဘာမှပြန်ပြောသေးပဲအဲ့ဒီကပတ်စံလေးအချို့ကိုထုတ်ခါလူငယ်လေးကိုပေးပြီးပြောလိုက်တဲ့တဲ့ကဲဒီပတ်စံကိုယူသွားပြီးဒီနားကစီမှာဖျဲသီးလေးတစ်လုံးဝယ်ခဲ့ဒါပေမဲ့ခေါင်းမော်တင်လာရမယ်လက်နဲ့မထိမကင်ရအောင်နော်အဲ့လိုယူလာနိုင်ရင် ကောင်းကင်းတည်ချင်တာကိုအဖိုးပြောပြမယ်ကွ တတမီမီတို့အတွက် story creator entertainment မင်္ဂလာပါတတမီတို့ရေဒီနေ့ပညာရှိကြီးနဲ့အောင်မြင်ခြင်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်ဟိုးရှေရှေတော့ကပျော်ပျော်နေတတ်ပြီးဟာတညာရှိရဲ့အဖိုးကိုတရားရှိတဲ့တဲ့ဒီနေ့တော့အဖိုးကိုစီကို လူငယ်လေးတယောက်ရောက်လာပြီးမင်္ဂလာပါအဖိုးကြီးကျွန်တော်သိချင်တာလေးမေးချင်လို့ရောက်လာခဲ့တာပါခမရတာဘောကောင်းလေးမေးချင်တာဒါမေးပါကွယ် ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်းဆိုတာဘာလဲသိချင်လို့ပါခင်ဗျလူငယ်လေးကအဲ့လိုမေးလိုက်တော့ပညာရှိအဖိုးကဘာမှပြန်ပြောသေးပဲအဲ့တဲကပတ်စံလေးအချို့ကိုထုတ်ခါလူငယ်လေးကိုပေးပြီးပြောလိုက်တဲ့တဲ့ကဲဒီပတ်စံကိုယူသွားပြီးဒီနားကစီမှာဖျဲသီးလေးတစ်လုံးဝယ်ခဲ့ဒါပေမဲ့ခေါင်းမော်တင်လာရမယ်လက်နဲ့မထိမကင်ရအောင်နော်အဲ့လိုယူလာနိုင်ရင် ကောင်းကင်းတိချင်တာကိုအဖိုးပြောပြမယ်ကွ ဒီလိုနဲ့လူငယ်လေးဟာဈေးမှာဖျက်သည့်တလုံးကိုတော့ဝယ်ပြီးလက်နဲ့မထိပဲခေါင်းပေါ်ရွက်လာတဲ့တဲ့အဲ့လိုရွက်လာရတော့ကိုယ့်ရောဂါရဖြစ်နေတော့တာပေါ့ကွယ်အနာကလူတွေကလည်းသူ့ကိုကြည့်ပြီးရည်နေကြတဲ့တဲ့ဒီလိုနဲ့လူငယ်လေးဟာ ခက်ခက်ခဲခဲနဲ့ပဲဖျဲသည့်ဟိုတဲကအဖိုးအစီပြန်ရောက်လာတဲ့တဲ့ဟာဟာဟာလူငယ်လေးမင်းပုံစံအရန်ရည်ရတာပဲလမ်းမတွေ့တဲ့လူတွေကလည်းကျွန်တော်ပုံကိုကြည့်ပြီးရည်နေကြတယ် အခုအဖိုးကလည်းရင်းနေပြန်ပြီဘာလို့အခုလိုပုံစံမျိုးဖြစ်အောင်ဝယ်ခိုင်းရလဲဗျကောင်းလေမင်းစစောကဖေးသီးတည်လာတဲ့အချိန်တုန်းကခက်ခက်ခဲခဲတည်ခဲ့ရပြီမြင့်အခုတွေးကြည့်လိုက်ပါမင်းရဲ့ပုံစံကရည်စရာဟာတာတစ်ခုဖြစ်နေပြီမဟုတ်လားဟုတ်ပါအဖိုးရေကျွန်တော်အဲ့ရုံကပုံစံကအရင်ကြီးရတာပဲအဲ့လိုပဲကွအခုလုံနေတဲ့အလုပ်တွေကိုလည်း အရန်ခတ်ခဲပြီးမန်းနေရင်တော့တစ်ချိန်မှာဟာတတွေဖြစ်သွားမှာပဲလို့တွေးပြီးကြွကြွဆန်းဆန်းနဲ့လှုပ်ရင်တစ်ချိန်မှာအောင်မြင်ခြင်းနဲ့ပျော်ရွှင်ခြင်းကိုရမှာအသေးချာပဲကွအဲ့တော့မှလူငယ်လေးလဲအဖိုးရဲ့အဖေကိုနားလေသဘောပေါက်သွားပြီးကျေနပ်သွားတဲ့ကဲတတမီလီတို့ရေအခုလက်ရှိအချိန်မှာခက်ခဲပင်ပန်းနေရင်တော့တစ်ချိန်မှာဟာတတွေဖြစ်သွားမယ်လို့တွေးပြီးကြွကြွဆန်းဆန်းလှုပ်ရင် အောင်မြင်မှုဆိုတာကိုတတမီတို့ရမှာအသေးချာပါပဲနော်